ာကလေးသေဆုံးမှုနှုန်းနဲ့မိခင်သေဆုံးမှုနှုန်းကိုရှင်းချရမှာအထောက်ပံ့ပေးနိုင်မှုရည်ရွယ်ပြီးမိခင်စာကလေးအထူးတက်မှတ်ကုသဆောင်ကိုရန်ကုန်မြို့မှာရှိတဲ့ဗဟုအမျိုးသမီးစေယုံကြီးမောင်ဒီကနေ့ဖွင့်လှစ်လိုက်ပါတယ်ကျမရင်းနဲ့အင်္ဂစားဝင်ကြီးဌာနကုသရေးဦးစီးဌာနနဲ့အလူရှင်တွေပူးပေါင်းတိုးချဲ့ပြည်ပင်ခဲ့တဲ့မွေးကစားကလေးအထူးကျက်မှတ်ကုသဆောင်တဲ့ဖွင့်ပွဲနဲ့ကုသရေးဦးစီးဌာနနဲ့ဂျီဖောင်ဒေးရှင်းမြန်မာတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကျန်းကျင်မှုအခြေပြုလုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်တင်ခြင်းဆိုင်ရာလက်တွေ့လေးကျင်းကန်းတွေရဲ့ဖွံ့ဖွဲအခမ်းအနားကိုဒီကနေ့ဖေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းကရန်ကုန်မြို့ဗဟိုမြို့သမီးဆေးရုံကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အခုလိုမျိုးမွေးကင်းစကလေးအထူးကျမှတ်ကုသဆောင်တဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုလည်းဗဟိုမြို့သမီးဆေးရုံကြီးရဲ့ဆေးရုံအုပ်ကြီးဒေါက်တာပပကအခုလိုပဲပြောပါတယ်။ဝေကင်းတာအထူးကျမှတ်ကုသတော်ဒုစရိုက်နိုင်နိုင်တဲ့အတွက်ကတော့အမားတို့ကကလေးပေါင်း အများစွာရဲ့အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။အဲဒါဆိုကုသရဲဆိုတာအခန်းကိုချက်ယုံနေမပြီးပါဘူး။အဲတော့အခန်းရဲ့ space လိုပါတယ်။ပြီးတဲ့အခါကျရင်ဒီကလေးတွေကိုကုသဖို့အတွက်ဝမ်မာတို့ ventilator တို့နော် photo therapy ပေးမဲ့ပစ္စည်းတို့အကုန်လုံးဟိုကလေးတွေကုသမဲ့ဆက်ပစ္စည်းပေးရည်မှာထည့်သွင်းရတာဖြစ်ပါတယ်။အခုအမားတို့ဒီနေ့ဖွင့်နေတဲ့လူကင်းစားကလေးအတူတူကျမကုသဆောင်ပါဒီကလေးတွေအတွက်အခန်းနေရာတွေအပြင်ဘုန်းတော်ကပြောတဲ့အသက်ကယ်တဲ့ပစ္စည်းတွေထည့်နိုင်ပါတယ်။နောက်တစ်ခုကကြတော့အမားတို့အမေတွေပေါ့နော် သူတို့ဒီခုနောက်ပိုင်းမှာအမတို့ဆေးရုံကြီးကလည်းအခု breast feeding ပေါ့မိခင်တို့ကြိုတိုက်ကြွေးအောင်မြင်တဲ့ဆေးရုံတရုံဖြစ်နေစူးစမ်းနေတာဖြစ်ပါတယ်အတိမတ်ပြုလက်မှတ်ရရေးအတွက်ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့မိခင်တို့တိုက်ကြွေးအတိမတ်ပြုရဖို့ဆေးရုံတရုံဆိုတော့ကလေးကိုဆေးရုံတင်ထားရင်နေရာလည်းဆေးရုံဆင်းလို့ရတယ်အကြောင်းလဲဆိုတော့ကလေးကိုမအိမှုကျူတိုက်ကြရတာဖြစ်ပါတယ်။အဲ့တော့တိုက်ကြရတော့မအိမှုကျူတိုက်ဖို့အတွက်ကိုကလေးကလေးအမေတွေကဒီဆောင်မှာမတို့ကိုထားနိုင်လို့အတွက်စီစဉ်နိုင်ရပြီဖြစ်ပါတယ်။ကလေးမေစုစုပေါင်း90ဦးကဒီဆောင်မှာထားနိုင်ပြီဖြစ်ပါတယ်။ အခုဆက်ရောက်နေတဲ့အဲမွေးကင်းစကလေးစုနာပေါင်းဆိုရင်80ရာနေ100ကျားရှိတယ် ဒါအပြင်တွန်းတင်မှုအခြေပြုလုပ်ငန်းဝင်စွမ်းဆောင်ရည်မြင့်တင်ခြင်းဆိုင်ရာလက်တွေ့လေးကျင့်ခန်း Skills Competency Practice Center မှာတာဖွားမီရဲ့အထူးကူဆရာဝန်တွေလက်ထောက်ဆရာဝန်တွေနဲ့အလုပ်တင်ဆရာဝန်တွေရဲ့စွမ်းရည်တွေကိုမြင့်တင်နိုင်မှာဖြစ်ပြီးလက်တွေ့ကူးသမှုပေးရမှာအဆင်ပြေချုံးမွေအောင်အထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့တာဖွားမီရဲ့ပညာဌာနစစ်တက္ကသိုလ်တာဖွားမီရဲ့ပညာဌာနပမောခဌာနမှုဒေါက်တာဆန်းဆန်းမြင့်ကအခုလိုပဲပြောပါတယ်။မတို့နိုင်ငံမှာကမြင့်မြင့်တင်လုံးကလေးဟိုပေါ့နော်မြင့်ဆောက်ကလေးတင်လုံးဟိုကလေးတင်လုံးကိုကြာဆက်အောင်လုပ်တောင်းရတဲ့အချိန်ပေါ့။ အဲ့လိုလှူဆောင်မှုဆိုတာကကျွန်တော်တို့ကောက်ဖွဲ့မိရဲ့အတူတူဆရာဝန်လေးရောနောက်ပြီးတော့ကလေးချမ်းမကလေးဆရာဝန်လေးရောပြီးရဲ့ခါကျဆရာဝန်ဆရာမနော်မြို့ဟောမြို့ဝိုက်အကုန်လုံးကဝိုင်းဝန်းဆောင်ရပါတော့အော်ဒီလိုဟိုပေါ့ဒီလိုစင်တာကြီးဒီလိုဒီလိုပေါ့နော်လေ့ကျင့်ရေးဌာနကြီးရှိခြင်းအပြင်ဒီကျွန်တော်တို့ရဲ့ကောက်ဖွဲ့မိရဲ့အတူတူဆရာဝန်လေးရဲ့နော်အသိဉာဏ်ဉာဏ်ကြီးကစွန့်ရည်လေးနောက်လေ့ကျင့်ဖြစ်ပြီးတိုးတက်ပြီးတော့ပုံမှုပြီးတော့တို့ပါစီတို့တက်စီပါဖြစ်ပါလေအဲ့လိုပါပဲတခါကျမတို့လက်ထောက်ဆရာဝန်ကြီး ။အထောက်ဆရာဝန်တွေအလုပ်တင်ဆရာဝန်တွေရှိပါတယ်။သူတို့ရဲ့စိုးရိမ်တွေလည်းဖြစ်တင်တာဖြစ်ပါတယ်။တကယ်လူနာမှာပေါ့နော်တကယ်ကုပြုစုကုတာဖို့ပေးတဲ့အခါမှာအရန်ကုတာဖို့ဖြစ်ပါတယ်။ အဲ့ဒီဖွံ့ဖွဲအခမ်းအနားကိုကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဦးမြင့်ထွေးတက်ရောက်ခဲ့ပြီး GE Foundation ကတာဝန်ရှိသူတွေအလှူရှင်တွေနဲ့ဆရာဝန်ဆရာမတွေတက်ရောက်ခဲ့ကြပါတယ်။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအနေနဲ့2017-2019ပတ်နှစ်မှာဗဟုအမျိုးသမီးစေယုံကြီးမှလက်ရှိတည်ရှိနေတဲ့အစားဟောင်းတွေကိုအမိုးပြုပြင်ဖို့နဲ့အဆင့်မြင့်တင်ဖို့အတွက်စီစဉ်နေရလို့လည်းသိရပါတယ်။